ရစ်ဆိုင်ဆီယာမ MMK ရေးသားသည့် The Far Pavilion ဆောက်ကိုဆီယာမြတန်းတဲ့ဘာသာပြန်ဆိုသည့်ရွှေပြည်တော်မျော်တိုင်းဝေးအခန်း56အာယုံတက်ချိန်နောက်တွင်ဇလာလာဘတ်သို့ရောက်ကြသည်ငါဤအငဲငယ်ကြသည့်အခါတွင် Vigran ဤအလောင်းကိုမြုပ်နှံလိုက်ကြ၏သူတို့သူ့အလောင်းကိုမြုပ်နှံသည့်နေရာမှာလွန်ခဲ့သည့်နှစ်ပေါင်း၄၀ပထမအာဂန်စစ်ပွဲတုန်းကဗြိတိရှစစ်ဗိုလ်များကိုမြုပ်ခဲ့သည့်နေရာဖြစ်သည် သူနှင့်မညီမဝဲတွင် လဝဲတောင်မန်ကိုတက်တိုက်သည့်ညင်တက်မအရာရှိနှစ်ဦးကိုလည်းမြုပ်နှံလိုက်သည်။သို့ရာတွင်ရာစီတာမမက်ခန်၏အခြားသူများမှမူဘာသာခြားဖြစ်သည့်အတွက်သူတို့နှင့်အတူမြုပ်နှံခြင်းမပြုသူတို့ကိုမွတ်စလင်ဘာသာဝင်များမြုပ်နှံသည့်တင်ကြိုင်တွင်မြုပ်နှံလိုက်ကြသည်။ထို့နောက်ပြားများကိုကပူးမြစ်ထဲသို့မျောချလိုက်ကြ၏။အယိုးပြားများကို မျောသည့်ပွဲသို့တပ်သားများအရာရှိများခရီးသည်များနှင့်ဂျလာလာဘတ်မြို့သူမြို့သားများလည်းလာရောက်ကြည့်ကြသည်။လာရောက်ကြည့်ကြသူများထဲတွင် ခတ်ပိန်ပိန်ဘောင်းမီပွားပွားကိုဝတ်ထားသည်ရှင်ဝါရီအမျိုးသားတစ်ယောက်လည်းပါ၏ထိုလူသည်ခရိယန်တို့မိသူကြိုသည်ကိုခလန်းလက်မှလာရောက်ကြည့်ရှုကာမွတ်စလင်တို့အယိုးပြာမိရှိုးသည့်အခါတွင်လည်းခလန်းလက်မှလာရောက်ကြည့်ရှုသည်ကိုတွေ့ရ၏မိသူကြိုအခမ်းအနားများပြီးဆုံးသည့်အခါတွင်ရှင်ဝါရီအမျိုးသားသည်ယုံစုံရှိကြောင်ကြသောရက်ွက်တစ်ခုမှအင်္ဂလိပ်တအိမ်ထဲသို့ဝင်ရောက်ပျောက်ကွယ်သွားသည်ခဏကြာနေထိုလူထံသို့အရွက်ဝိအရက်စားဝတ်ထားသည့်ညစားဆောင်တမအရာရှိတအူရောက်လာ၏ သူတို့နှစ်ယောက်သည်ပဋ္ဌံဘာသာဖြင့်အတန်ကြာစကားပြောဆိုပြီးနောက်နှစ်ယောက်သားတမာကူအိုးတစ်လုံးကိုတလဲစီရှူနေကြသည်ရာစီတာတက်စခန်းသို့ပြန်သွားသည့်အခါတွင် သူနှင့်အတူ အာဖဂန်ပြည်လုံးစက်ကူချန်တရွတ်ပေါ်တွင်ရေးထားသည့်စားတပ်ဆောင်လည်းပါသွား၏စာမာဘိုလီဝော်လီဘီယင်မနေကြားဆောင်တပ်ဖွဲ့ဟုလိမ့်မူထားသည်ဇာရင်ကလိစာကိုတော့ရေးမနေနဲ့တော့လေကျွန်တော်ကိုယ်တိုင်ဝော်လီဆက်ကိုသွားပေးမှာပဲဒါပေမဲ့တခင်ဆက်ကိုယ်တိုင်တော့တတ်သေးကိုလာတွေ့ဖို့မကောင်းမှုထင်နေတယ် ူ့အတော်လည်းမကောင်းပါဘူးစခန်းနောက်ကတိချပင်ကြီးရှိတယ်အဲ့ဒီညာကစောင့်နေပါလားကျွန်တော်လာမဝင်ခင်အရောက်အကျိုးအကြောင်းလာပြောမယ်စောချင်လဲစောမှာပေါ့လေရပါတယ်မလာမချင်းကိုအဲ့ဒီညာကစောင့်နေမှာပေါ့ခဏကြာရင်ဇာရင်ပေါက်လာက စာတစောင်းကိုလာပေးသွားသည် HD ထိုစာကိုယူကမနက်ပိုင်းကသူငှားထားခဲ့သည့်အင်္ဂလိပ်တလုံးရှိရင်းနှံစီမီးရောင်တွင်ထိုစာကိုဖွင့်ဖက်၏ဝေါ်လီဤစာများကခါတိုင်းညင်မတူခတ်တူတူတိုက်ပွဲတွင်ကြာဆုံးသွားရသည့် ဘိုးမိုးဝိုင်ဂရန်ရာစီတာမမက်ခန်နှင့်အခြားသူများအတွက်များစွာစိတ်မကောင်းဖြစ်နေဟန်ရှိသည်ကပူးတွင်ဇူလီရောက်နေသည်ဟုကြားရသည့်အတွက်ဝမ်းသာကြောင်းအမတ်ရကြောင်းပြောပြစီလိုကြောင်းအက်ရှ်ကိုတိုင်လည်းကျမ်းမာရေးလုံခြုံရေးတို့ကိုဂရုစိုက်စီလိုကြောင်းမကြမီမဒန်းတွင်ပြန်လည်တွေ့ဆုံရလိမ့်မည်ဟုမျှော်လင့်ကြောင်းဖြင့်ရေးသားထားသည်တိုက်ပွဲကိုတနီယာမှစောင့်ကြည့်နေခဲ့သည့်ဘူချုပ်ကိုသည်ဝေါ်လီကိုအခေါ်လှည့်လိုက်ပြီးနောက်မိမိတို့နေကြားဆောင်တက်မှာ တခွဲမှုဘုံမှုဝိုင်ဂရန်ကြာဆုံးသည့်အတွက်ဝန်내ကြောင်းနေကြားဆောင်တပ်သားများ၏ရဲရဲမှုအတွက်ချီးကျူးကြောင်းထို့ပြင်ဝေါ်လီ၏သူရသက်တိကိုလည်းချီးကျူးကြောင်းတခွဲမှုကြာဆုံးသွားသည့်အခါတွင်တခွဲကိုကောင်းဆောင်ကရန်သူတို့ခံတပ်ကိုစီးငင်းတိုက်ခိုက်ခဲ့သည့်အတွက်များစွာအားရကြောင်းတတားဒိုလရန်ကိုကယ်ဆယ်ခဲ့သည့်အတွက်လည်းများစွာချီးကျူးကြောင်းထိုဆောင်ရွက်ချက်များအတွက်ဘိုလီဝေါ်လီအားဝီတိုရီယာကြက်ချေကတစိကြီးကိုအနှင်းရန်မိမိအညီဖြင့်ထောက်ခံမည်ဖြစ်ကြောင်းဖြင့်ပြောလိုက်သည်ဝေါ်လီက ထိုတရင်ကြောင့်ဝမ်းသာ၍မဆုံးမီတို့ရရင်မိမိသည်ထိုစုကြီးကိုဘိုမှုဝိုင်ဂရန်မမက်ခန့်နှင့်အခြားသောကြာဆုံးသူများ၏အသက်နှင့်လဲ၍ယူခဲ့ရသည်ကိုတွေးလိုက်မိသည့်အခါတွင်မူချက်ချင်းစိတ်မကောင်းဖြစ်သွားသည်သေခဲ့သူက9ယောက်ဒဏ်ရာရခဲ့သူက28ယောက်တို့တိုင်းမိမိမှမူချစ်ရရှာရတချမ်းမြမရှိဘဲနှင့်စီဘတ်စတိုပိုတိုက်ပွဲမှရမိသည့်ကြေးအမြောက်ကြီးမှကြေးဖြင့်သွန်းလို့သော ဗီတိုရီယာကြက်ချေကဆုတစိတ်တော်ကြီးကိုရတော့မည်ဆိုဒီမှာနည်းနည်းကလေးမျှမတရားဝေါ်လီဒီမဲ့ပြုံးပြုံးကပူချုပ်ကိုကိုနှုတ်ဆက်၍မိမိတဲသို့ပြန်လာခဲ့ပြီးနောက်မိဘများထံအကျိုးအကြောင်းစာမေးမိအက်ရှ်ထံသို့သူစုတစိတ်တော်ရသည့်အကြောင်းကိုစာရေးလိုက်သည်ထို့ဖြင့်အက်ရှ်သည်ဇာရင်ထမတဆင်ဝေါ်လီဗီတိုရီယာ၏ကြက်ချေကဆုတစိတ်တော်ကြီးကို ရကြောင်းသိခဲ့ရ၏အက်ရှ်မှာထိုသတင်းကိုစောစောစီးစီးမကြားရဘဲနောက်မှကြားရသဖြင့်စိတ်မကောင်းဖြစ်နေသည် နောက်ဆိုရင်တခင်ဆက်လဲသိစရာရှိရင်စောစောစီစီသိရတော့မှာပါ။ခုအာဖဂန်စော်ဘွားတဲ့ရာကော့ခန်ကစစ်ပြင်းရင်းရင်လို့ဖို့စကားကမ်းလှမ်းနေပြီတဲ့။အဲဒီလိုဆိုရင်တခင်ဆက်လဲမရန်ကိုပြန်လာရတော့မှာပါ။ကျွန်တော်အထင်တော့အလွန်ဆုံးຫນွေလေလောက်ဆိုရင်တက်တွေအလုံးမရန်ကိုပြန်ရတော့မယ်ထင်တာပဲ။ဒီတဲ့င်းဟာဘလောက်ထိမှန်နေမမှန်မှုတော့ကျွန်တော်လည်းမပြောနိုင်ဘူးပေါ့လေ။ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ဒီမှာရိတ်ခါလုံလုံလောက်လောက်အညိုးတဲ့လုံလုံလောက်လောက်မရှိပဲနဲ့တော့ကျွန်တော်တို့တက်တွေကြာကြာမနေနိုင်တာအမှန်ပဲခင်ဗျ ။ဒါကြောင့်ဒီသတင်းမှန်ပါစေလို့ပဲကျွန်တော်ဆုတောင်းတယ်။အင်းလေဒီအတိုင်းဖြစ်ပါစေလို့ပဲဆုတောင်းရတော့မှာပေါ့။ဒါပေမဲ့ဘူဂျုတ်ကူကတော့ငါ့ကိုကပူးကိုပြန်သွားခိုင်းနေတယ်ကွ။သူ့စီကစာတဆောင်ရောက်လာတယ်။သူ့စာအတိုင်းဆိုရင်တော့ကပူးမှာငါတော်တော်ကြာကြာညီရအောင်မဲ့ပုံပဲ။ကိုမိမကတော့တောင်ပေါ်မှာမွေးလာလို့ကပူးမှညီရတာသဘောကျချင်းကြနေမှာပေါ့လေ။ဇာရင်က မတက်နိုင်ဆိုသည့်သဘောမျိုးဖြင့်ပခုံးကိုတွန့်ပြကလက်နှစ်ဖက်ကို ဖြန့်ပြလိုက်ရင်"ကဲဒီလိုဆိုရင်သွားတော့မယ်တခင်ဆက်" ိုကိုကိုလည်းကောင်းကောင်းဂရုစိုက်ပါအောင်ကျွန်တော်နှုတ်ဆက်လိုက်တယ်ဆိုတာကိုလည်းဇူလီပိုင်ကိုပြောပြပါပြီးတော့ဂူဘတ်ကိုလည်းပြောပြလိုက်ပါဆန္ဒမလေးကွန်ဆက် Ash ကပြန်လည်နှုတ်ဆက်ပြီးနောက်သူတို့နှစ်ယောက်သည်သူတို့လူမျိုးထုံးစံအရပွေဖက်နှုတ်ဆက်ကြသည် Ash သည်စောင်းချမ်းကြီးကိုတကိုယ်လုံးလုံအောင်ပတ်ကာတစ်ကြားပင်တွေကြားမြေကြီးပေါ်တွင်လှဲချလိုက်၏တရေတမောအိယာအောင်မည်မနက်နေ့မှကပူးတို့ခီးထွက်တော်မည်နောက်တလခွဲကန့်ကြာသည့်အခါတွင်အာဖဂန်စော်ပွားရာကွက်ခန်းနှင့် ရုရှားအစိုးရကိုယ်စားလှယ်ဘူမူကာဗက်နာရီတို့သည်ဂန်တမတ်မြို့တွင်စစ်ပြည်ငြိမ်းရေးစာချုပ်ချုပ်ဆိုလက်မှတ်ရေးထိုးကြ၏ထိုစာချုပ်အရစော်ဘွားရာကွက်ခံကကိုင်မာတောင်ကြားဒေသတွင်သူ့အာဏာဇက်ကိုဆွတ်လွှတ်ရန်ကူရန်တောင်ကြားဒေသတွင်ဗြိတိရှ်တပ်များစခန်းချထား권ပေးရန်အခြားနိုင်ငံများနှင့်ဆက်သွယ်ရာတွင်ဗြိတိရှ်အစိုးရ၏အကြံဉာဏ်ကိုရယူရန်နောက်ဆုံးအဖြစ်ကပူးတွင်ဗြိတိရှ်တို့၏တန်ကိုယ်စားလှယ်အဖွဲ့ကိုထား권ပေးရန်လိုဖြစ်သည်အပြန်အလှန်အဖြစ် ဗြိတိရှအစိုးရကထောက်ပံ့ငွေအချို့ပေးရန်နိုင်ငံသားကျူးကျော်မှုပေါ်ပေါက်လာခဲ့လျင်လိုအပ်သည့်စီရေးစီးပွားရေးအကူအညီတို့ကိုပေးရန်ဖြစ်၏ထိုစာချုပ်ကိုလက်မှတ်ထိုးအောင်စွမ်းဆောင်နိုင်သည့်ဘူမှုကာဗန်နာတွေကိုလည်းကပူးမျိုးရှိဗြိတိရှတန်ကိုယ်စားလှယ်အဖွဲ့၏ခေါင်းဆောင်အဖြစ်ခန့်အပ်လိုက်သည်အာဖဂန်လူမျိုးတို့တန်တရားမရှိစေရန်နှင့်အာဖဂန်လူမျိုးတို့ဘက်မှရန်လိုမှုပေါ်ပေါက်ခြင်းမရှိစေရန်အတွက်ဗြိတိရှကိုယ်စားလှယ်အဖွဲ့ကိုခတ်သေးသေးခက်ကျင်ကျင်ထားရန်ဆုံးဖြတ်လိုက်သည် ကပူးတို့သွားမြစ်ဗြိတိရှတန်ကိုယ်စားလှယ်အဖွဲ့ကိုစောင့်ရှောက်လိုက်ပါရမည်တမလေကြားဆောင်တပ်ဖွဲ့ဖြစ်ပြီးထိုတပ်စုကိုပါတီဟဘက်တိုက်ပွဲတွင်ရဲဝံ့စွာအမှုထမ်းခဲ့သည့်အရာရှိတဦးကခေါင်းဆောင်လိုက်ပါရမည်ဟုလည်းတပ်ထဲတွင်သတင်းဖြစ်လျက်ရှိ၏ကပူးတွင်ရှိသည့် HE အဆက်အသွယ်ဖြစ်သောဘဟာထူးခံသည်ရင်မာရခင်ကနေသားဆောင်တက်တွင် အရာကံဘူတယောက်ဖြစ်သည်ထိုသတင်းကိုအဂွားဆိုသူထံသို့ယူဆောင်လာခဲ့သည်ကပူးတွင ီမီဤဇနီးနှင့်အတူနေထိုင်လျက်ရှိသော အကဘာဆိုသူမှာတခြားသူမဟုတ် Ash ပင်ဖြစ်သည်။မီမီအားဘူမူကာဗန်နာတွေကထောက်လန်းရေးတာဝန်များမှရုပ်သိမ်းလိုက်ပြီးသည့်နောက်တွင် Ash သည်ဘာလာဟီစာနန်းတော်အနီးမှပြောင်းရွှေ့လာခဲ့ကာကပူးမှနေ၍ဘူချုပ်ကိုထန်တို့တည်င်းများကိုဆက်လက်ပေးပို့နေခဲ့၏။သို့ရာတွင်ဘူချုပ်ကိုလိုချင်သည့်တည်င်းများမှာနိုင်ငံရေးတည်င်းများမဟုတ်ပဲစီရင်ညင်ပတ်သက်သည့်တည်င်းများဖြစ်သည့်အတွက် Ash မှာ အမြဲလိုလိုနေထွက်ဆောင်စမ်းလျက်ရှိကာ အိမ်တွင်ဇူလီတယောက်တည်းသာကြံရစ်ခဲ့တတ်သည်။ Ash ခྱི་ထွက်လျင်မြင်မြကြမိကို မပြောနိုင်။ဇူလီအဖို့ညစ်စင်ချင်းအမျှအမျှော်ရသည်မှလည်းမောလာပြီ။သူ့မျှော်နေစဉ်ရောက်လာနေမူဇူလီဝမ်းသာလိုက်ပုံမှာစိုးပွဲပင်မရှိတော့။ဇူလီသည်သူ့အကြောင်းများကို အတော်ရှိဗီကန်ကြီးထံရေးသောစာထဲတွင်ရှင်းလျားစွာရေးပြသည်။သူမျှမကမိမိတို့ကိုလက်ခံထားသည့်အင်ရှင်ဘဟာဒုခံမှာအလွန်တတိကြီးသူဖြစ်ကြောင်းမိမိတို့ဇနီးမောင်နှံဤလုံခြုံရေးအတွက် ဘာမျှစိုးရိမ်ပွဲမရှိကြောင်းမိမိရောက်လာသဖြင့် Ash ကတနီယာတို့ရွှေ့ရန်စီစဉ်သည့်အခါတွင်ဘဟာဒုကန်ကအပြောင်းအရွှေ့မခံဘဲသူ့အိမ်မှာပဲဆက်လက်နေထိုင်ရန်အတင်းတောင်းပန်ကြောင်းအကယ်၍အိမ်ကြီးချင်းများနှင့်ပဋ္ဌာန်းစကားပြောရာတွင် ရေးလဲစွာမပြောနိုင်ရင်ပြူရကီအမျိုးသမီးတစ်ယောက်အဖြစ်ဟန်ဆောင်နေနေဖြစ်နိုင်ကြောင်းသို့ဖြင့်ဘဟာဒုကန်၏အိမ်မှာပင်ဆက်လက်နေထိုင်ရရှိကြောင်းအိမ်ကြီးချင်းများကလည်းဘာမျှအမေးအမြန်းမထူကြတော့သူတို့ပြောသည့်အတိုင်းပင် ဇူနီကိုတူရကီအမျိုးသမီးတရားဟုလက်ခံလိုက်ကြသည်။ဗီကန်ကြီး၏အိမ်တွင်ရှိစဉ်ကဇူလီကိုချစ်ခင်ကြတဲ့ကဲ့သို့ပင်ယခုဘဟာဒုကန်၏အိမ်တွင်လည်းဇူလီကိုတအိမ်သားလုံးကချစ်ခင်ကြသည်။ဇူလီသည်အိမ်သားများထဲကတယောက်ဖြစ်လာသည်။သူတို့ထုံးစံတတိများကိုလီလာသည်။ထမင်းချက်၊ရကန်းရက်၊ဇာပန်းထိုး၊မဆလာထောင်း၊ချင်ပတ်တဲ၊တစ်တီးကြောက်လန်းစသည့်အလုံများကိုကူညီလုပ်ကင်ပေးတတ်သည်။အားလက်သည့်အချိန်များတွင်ကိုရန်စံစာများကိုကြက်သည်။ ူတို့ဘာသာတရားကိုသိရင်ပို၍ဆက်ဆံရေးကောင်းမည်ထင်သဖြင့်ကိုရန်ကျမ်းကိုကြက်ချင်းဖြစ်၏ကလေးများအတွက်အယုတ်ကလေးများလှုပ်ပေးခြင်းစွန့်ချိုးပေးခြင်းပုံပြောခြင်းစသည်တို့ကိုလှုပ်တတ်သဖြင့်ကလေးများကလည်းသူ့ကိုချစ်ကြသည်အာဖဂန်နစ္စတန်မှအမျိုးသမီးများမှာအရဲအမောင်းကောင်းကောင်းအသားဖြူဖြူနှင့်ဖြစ်ကြသဖြင့်ဇူလီ၏မေယိုကြီးကြီးမျက်နှာလေးသည်အထူးအဆန်းမဟုတ်ုံများမကသူတို့မျက်စိဖြင့်ကြည့်လျင်တကယ်မိမချော့တယောက်ဖြစ်နေသည် အက်နှစ်သားမကြာခဏတွေ့ရရင်ဇူလီဒီကပူးတွင် ထိုးထက်ပင်ပြောမိလိမ့်မည်သူတို့နှစ်ယောက်ပြန်တွေ့ကြသည့်အခါများတွင်ကမင်္ဂလာဦးခရီးထွက်သည့်နေပျော်၍မဆုံးတော့အက်မှာ ကပူးတို့ပြန်ရောက်သည့်တိုင်အာဒီဟူ၍မရှိလားဈေးထဲသို့ထွက်၍သတင်းများကို ထောက်လှန်ရသည်ဘလာဟီဇာနန်းတော်ကွက်လက်ထဲသို့သွားကညန်းတော်အရာရှိများအစီတော်များထံမှသတင်းများကိုနားထောင်ရသည် ကပူးတို့ဖြတ်သွားသော ခရီးသည်များထံမှသတင်းများကိုစုဆောင်ရသည်ဟီရက်ဘူခါရာ စားသည့်ဒေသများမှကုန်သည်များသည်လေတန်းကလောက်အုပ်တန်းကြီးများဖြင့်ကပူးသို့ရောက်လာတတ်ကြ၏အညီတဝိုက်ရှိကျူးရများမှလေသမားများသည်ကပူးသို့ဈေးရောင်းဈေးဝယ်ရောက်လာတတ်ကြ၏ရုရှားသက်ရှုများနှင့်အခြားနိုင်ငံများမှသက်ရှုများထံမှလည်းသတင်းများကိုစနီးနာရ၏ကူရန်တောင်ကြားနှင့်ကိုင်မာတောင်ကြားတို့မှပြန်လာသည့်စစ်သားများထံမှစစ်သည်များကိုစုဆောင်ရ၏မြောက်ပိုင်းမှလာသောမြင်းကုန်သည်များနှင့်ဖျားဖူးများထံမှလည်းရသမျှသတင်းကိုစုဆောင်ရသည် ထို့သို့လှည့်လည်စုံစမ်းရင်းဖြင့်ဗြိတိရှားနှင့်အာဖဂန်စော်ဘားတို့စစ်ပြေငြိမ်းရေးစာချုပ်ချုပ်ဆိုခြင်းကိုတည်လာခဲ့ရခြင်းဖြစ်သည်ထိုသတင်းကိုကြားပြီးသည့်နောက်တွင်မိမိအားမတန်းသို့ပြန်ခေါ်တော့မည့်သတင်းကိုသာအက်နားဆွင့်နေမိသည်တို့ရရင် ထိုသတင်းသည် ရောက်မလားထိုသတင်းအစားဗြိတိရှားဗိုလ်မှူးကွာဗန်နာရီခေါင်းဆောင်သည်ဗြိတိရှားတန်ကိုယ်စားလှယ်အဖွဲ့တစ်ခုကပူးသို့ရောက်လာတော့မည်ဆိုသည့်သတင်းကိုကြားခဲ့ရသည်ထိုအဖွဲ့ကိုစောင်းရှောက်လိုက်ပါလာမည်တပ်ဖွဲ့မှမိမိမိတ်ဆွေဝေါ်လီခေါင်းဆောင်သော ညချားဆောင်တပ်ဖွဲ့မှတပ်များဖြစ်သည်ကိုလည်း S ကြားခဲ့ရသည်ထိုသတင်းကိုကြားပြီးနိုင်ရီပိုင်းအတွင်းမှာပင်ညချားဆောင်တပ်မှုနှင့်တွေ့ရန်ဂျလာလာဘက်သို့ခြေကျင်ထွက်လာခဲ့သည် SD တပတ်လောက်သာကြာမီဟုခံမှန်ရ၏တို့ရရင်ဂျလာလာဘက်သို့ရောက်သည့်အခါတွင်မိမိတည်ရင်မူဘုံမူကြီးဂျန်ကင်းကိုမတွေ့ရစစ်ပြင်းရင်းရေးစာချုပ်ချုပ်ပြီးသည့်အခါတွင်ဗြိတိရှ်တပ်များသည် အာဖဂန်နစ္စတန်မှရုတ်သိမ်းစပြုနေကြလေပြီတည်ရင်မူကသာမကဘုံမူကာဗန်နာရီ ဘုံမူကြီးဆမ်ဘရောင်းနဲ့ဝေါ်လီတို့ကိုလည်းမတွေ့ရတော့သူတို့လည်းဂျလာလာဘက်မှထွက်ခွာသွားကြလေပြီတက်အချို့သားနဲ့ကြံရိတ်ခဲ့ကြ၏ဇာရင်ကသခင်ဆက်လာတာနောက်ကျသွားပြီ ခမဘိုလေးဝေါ်လီကရှေ့ပြေးတက်နေပါသွားပြီကြံရင်မှုဆက်ကလည်းထွက်သွားပြီခုလောက်ဆိုရင်မရန်းကိုရောက်နေကြတော့မယ်ဒါဖြင့်ငါမရန်းကိုလိုက်သွားမယ်ကွာကပူးလာမဲ့တန်ကိုစလဲအဖွဲမှာဘုံမူကာဗန်နာတွေခေါင်းဆောင်လာတယ်ဆိုရင်ဟိုမှာငါညီလို့ဖြစ်မှာမဟုတ်ဘူးတိုင်ရင်မှုကိုချက်ချင်းတွေ့ပြီးပြောပြမှာဖြစ်မယ် ဘုံဘူးကာဗန်နာတွေကောင်းဆောင်သွားတာတော့အမှန်ပဲခမ။ဒါပေမဲ့ကျွန်တော်သိသလောက်ပြောရမယ်ဆိုရင်တော့တခင်ဆက်ကပူးကိုပြန်သွားတာကောင်းမယ်ခမ။ကိုကိုလိုက်သွားရင်ကပူးမှာဇူလီပိုင်တယောက်တည်းကျန်ခဲ့မှာပေါ့။အဲ့တော့မှဆိုရင်တော့ဘာအကြောင်းလဲ။သူ့ကိုကျွန်တော်တော်ဗီကန်ကြီးကကြီးရှုဆောင်ရှောက်မှာပေါ့။ဒါပေမဲ့တခင်ဆက်မတန်းကိုလိုက်သွားလို့လမ်းမှာတစုံတစ်ခုဖြစ်ရင်ဘယ်နဲ့လုံမလဲ။ကပူးမှာဇူလီပိုင်တယောက်တည်းတောင်းတင်ကျန်ခဲ့နေမယ်။စစ်ပွဲပြီးသွားပြီပဲကွာ။ကိစ္စရှိမယ်မထင်ပါဘူး။စစ်ပွဲကတော့ပြီးပြီလို့ပြောကြတာပဲနိ။ ဒါပေမဲ့ကျွန်တော်တော့တဲပြီးမယုံချင်ဘူးခမခုအချိန်ကြီးကစစ်ဖြတ်တာတက်တောင်စိုးလိမ့်အောင်မယ်ဒီအထဲမှာကာလာဝမ်ယောဂါကလည်းဖြစ်နေလိုက်သေးတယ်ခုဆိုရင်ပက်ရှဝါမှာကာလာဝမ်ဖြစ်လို့လူတွေအတုံးယုံတည်ညီကြတယ်ကျွန်တော်တို့တက်တောင်တက်မြင်မြေထဲမှာနေလို့မရတော့ဘူးအပြင်ဘက်6မိုင်လောက်ကိုပြောင်းပြီးစခန်းချနေရတယ်အင်္ဂရိစီတွေလည်းကာလာဝမ်ဖြစ်လို့တည်လိုက်တာတောက်တောက်လဲပဲခုကာလာဝမ်ယောဂါကပက်ရှဝါကနေပြီးကင်မာတောင်ကြားအရောက်ပြန့်လာပြီရဲ့လမ်းမှာဝမ်ယောဂါဖြစ်လို့တည်တဲ့တက်သားက အာဖဂန်ကိုဝင်တိုက်လို့သိတဲ့တပ်သားဥယျာဉ်ထဲများသေးတယ်။လမ်းဘေးမှာတင်းကျိုင်းတွေကြီးပဲတဲ့။ဒီသတင်းကိုငါဘာမှမကြားပါလား။အေးလေအခုကြားပြီမဟုတ်လား။ဇွန်လဟာစစ်ချီဖို့အလွန်ဆိုးတဲ့လခမ။လမ်းမှာအရေးမရှိပါမရှိ။ရေကလည်းရှားလိုက်တာမပြောနဲ့တော့။ပူလိုက်တာကလည်းကြဲကြဲတောက်ပဲ။ဂျာဟာနိုင်ငရဲကိုဆင်းရတဲ့အတိုင်းပဲ။ဒီတော့သခင်ဆက်ကိုကျွန်တော်အကြံပေးချင်တာကတော့မဒန်းကိုလိုက်မသွားပါနဲ့။ဇူဒီပိုင်းစီကိုပြန်သွားပါ။လမ်းမှာဒီကပြန်ဆုတ်သွားတဲ့စစ်တပ်ကလည်းအပြည့် ်အမြောက်တင်လှဲရီမြင်းတွေကလည်းအပြစ်ဒီတော့သခင်ဆက်ဟိုမှာကာလာဝမ်းမဖြစ်တောင်မှဂျမရက်ကိုတော်တော်နဲ့ရောက်မှာမဟုတ်ဘူးဒီကနေကိုင်ပါတောင်ကြားအထိစစ်တပ်တွေကြီးပဲအဲတောင်ရိုးတွေပေါ်တက်ပြီးဖြန့်လန်းကသွားရင်တော့မပြောတတ်ဘူးတကယ်လို့တိုင်ရင်မှုနဲ့တွေ့ဖို့အဲ့အရေးကြီးကိစ္စရှိနေတယ်ဆိုရင်လည်းကျွန်တော်ကိုစာရေးပေးလိုက်ကျွန်တော်ရောက်အောင်ပို့ပေးမယ်မဖြစ်ပါဘူးကွာစာရေးရုံနဲ့မပြီးသေးဘူးငါကိုယ်တိုင်သူနဲ့တွေ့ဆုံပြောမှဖြစ်မှာငါပို့တဲ့တဲ့ဟာအမှန်ပဲဆိုတာကို ငါကိုယ်တိုင်တွေ့ဆုံပြီးနားဝင်အောင်ပြောမှဖြစ်မှာပြီးတော့မင်းသွားပြီးပြေးတယ်ဆိုတော့လေဘာထူးမှာလဲမင်းကတော့ဒီလမ်းပေါ်မှာကာလာဝမ်းဖြစ်လို့မသိနိုင်တော့ဘူးတဲ့လားကျွန်တော်ဖြစ်ရင်သခင်ဆက်ထက်တက်တာတယ်နိကျွန်တော်ကသခင်ဆက်တို့လို့အင်္ဂလိပ်စီမဟုတ်တော့တလောက်တော့ခံနိုင်ပါတယ်ပြီးတော့ကျွန်တော်သေသွားရင်ကျွန်တော်မိမကတယောက်တည်းမျက်စိတငယ်ငယ်ကျန်ရင်မှမဟုတ်ဘူးပုံမှာသူ့ဆွေမျိုးတွေအများကြီးရှိတယ်ပြီးတော့ကျွန်တော်ဝမ်းရောဂါဖြစ်မှလည်းဒီလောက်စိုးရင်စရာမလိုပါဘူးကျွန်တော်ကအဲ့ဒီလမ်းကသွားမှမဟုတ်တာ အဲ့လမ်းကမသွားလို့ဘယ်လမ်းကသွားအောင်မှာလဲကွဂျလာလာဘက်မှာမင်းကြောက်တဲ့ညီခဲ့လို့ဖြစ်မှာတယ်လားညင်းညွေအမြောက်တွေစစ်တက်တွေအကုန်ဆုံနေပြီပဲမင်းလဲသွားရမှာပေါ့သွားမှာပေါ့မတန်းကိုကျွန်တော်သွားတော့သွားရမယ်ဒါပေမဲ့ကျွန်တော်ကတော့ကိုင်မာတောင်ကြားလမ်းကဖြတ်မှာမဟုတ်ဘူးမြစ်ချောင်းအတိုင်းဆုံမှာဒီလိုဆိုရင်ငါရောလိုက်မယ်လေဘယ်အနေညက်လိုက်မှာလဲဘူဂျီအက်အနေညက်လိုက်မှာလားအက်ကဘာအနေညက်လိုက်မှာလားအက်ကဘာအနေညက်ပဲလိုက်မှာပေါ့ ငါကကပိုးကိုပြောင်းအောင်မှာဆိုတော့ဒီအညီညက်ပဲလိုက်မှာဖြစ်မှာပေါ့ဟုတ်ပြီလေဒီလိုဆိုရင်ကျွန်တော်စီစဉ်ကြည့်အောင်မယ်ညချားဆောင်တက်ဤထုံးစံမှာအရာရှိတယောက်တက်ထဲတွင်အမှုထမ်းနေစဉ်သေဆုံးနေမဒန်းတွင်မြုံနှံရမည်ဖြစ်၏ထို့ကြောင့်ဘိုးမူဝိုင်ဂရန်အလောင်းကိုဇလာလာဘက်တွင်ထားမပစ်ခဲ့ရန်ပြောကြားသည့်အခါ၌ဆိုင်ရာတို့ကသဘောတူလိုက်ကာအလောင်းကိုပြန်၍ဖော်စေသည်တို့ရရင်ရာသီဥတုပြင်းသည့်အတွက်ကင်ပါတောင်ကြားလမ်းအတိုင်းယူ၍မဖြစ်သဖြင့်အလောင်းကိုဖောင်တစ်ခုဖြင့် မြစ်ကြောင်းအတိုင်းပို့ပေးရန်စီစဉ်ကြသည်ဘိုမူဝိုင်ဂရန်၏အလောင်းကိုတာဝန်ယူသေးဆောင်ရမည်သူများမှာရာစီတာဘိုဇာရင်ခန်နှင့်တပ်သား၃ယောက်တို့ဖြစ်၏ဇာရင်သည်သူတို့နှင့်အတူလူတစ်ယောက်ကို ခေါ်သွားရန်သက်ဆိုင်ရာအာဏာပိုင်များထံခွင့်တောင်းသည်ဇာရင်ကထိုသူမှာမိမိညင့်ဆွေမျိုးနီးစပ်တော်သည့်အာဖဂန်လူမျိုးတစ်ယောက်ဖြစ်ပြီးယမန်ညစ်ကမှဂျလာလာဘက်သို့ရောက်လာခြင်းဖြစ်ကြောင်းထိုလူမှာမြစ်ကြောင်းကိုကောင်းစွာသိသူဖြစ်သည့်အတွက်မိမိတို့အတွက် များစွာအကူအညီဖြစ်နိုင်ကြောင်းထို့ကြောင့်ထိုလူကိုမိမိတို့နှင့်အတူခေါ်ခွင့်ပြုပါမည်အကြောင်းဖြင့်ဆိုင်ရာသို့ပြောရာဆိုင်ရာကလည်းခွင့်ပြုလိုက်သည်ထို့ဖြင့်ဘူမူဘိုင်ဂရန်၏အလောင်းကိုတင်လာသည့်ဖောင်ကလေးသည်အာယုံမတက်မီမှောင်မဲလျက်ရှိချိန်တွင်ဂျလာလာဘက်မှမြေချောင်းအတိုင်းစုံစင်းလာခဲ့လေသည်